င်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံမြင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်ထိုင်းနိုင်ငံဘတ်ကောက်မြို့ကဒူးချက်နယ်မြေထဲမှာဒီကနေ့မတ်လ28ရက်နေ့မွန်လွယ်ပိုင်းကလှုပ်ခတ်သွားတဲ့အင်အားပြင်းမြင်ကလေးကြောင့်ဆောက်လက်ဆအထက်30ရှိတဲ့တိုက်ကြီးပြိုကျသွားပြီးအထဲမှာလူပေါင်း90ကျော်ပိတ်မိနေတယ်လို့ထိုင်းဘက်ကလာတဲ့သတင်းတွေအရသိရပါတယ်အဲ့ဒီထဲကခုနှစ်ဦးထွက်ပြေးလွတ်မြောက်လာပြီးကျန်40ကျော်ပိတ်မိနေစေဖြစ်တယ်လို့ထိုင်းတူဒေးသတင်းမှာဖော်ပြပါဗျာ။ မန်နေဂျာအွန်လိုင်းသတင်းမှာတော့အဲ့ဒီတိုက်ထဲမှာလူပေါင်း80ကျော်ရှိနေပြီးနှစ်ဦးသေဆုံးကကယ်ဆယ်ရေးအဖွဲ့ကတအူးရဲ့အလောင်းကိုပဲထုတ်ယူနိုင်ခဲ့ပြီးနောက်တစ်လောင်းကိုထုတ်ယူဖို့ဆက်ကြိုးစားနေတယ်လို့ဆိုပါတယ်အဲ့ဒီအဆောက်အဦဟာထိုင်းစိုးရရဲ့နိုင်ငံတော်ဗန်နာငွေစစ်စေးရုံးသစ်ဖြစ်ပြီးကုန်ကျငွေဘတ်တန်ပေါင်း2136တန်းနဲ့အထက်ပေါင်း30ဆောက်လုံနေတာဖြစ်ကအဆောက်အဦပြီးလို့နေပါဖြစ်ပြီးအပေါ်ဆုံးထက်တာကြက်ရှိတဲ့ချိန်အခုလိုသဘာဝပြည့်ရနေတဲ့ကြုံရတာလို့တာဝန်ရှိသူကပြောကြောင်းသတင်းမှာဖော်ပြပါရရှင်။ TVB Peacock Flint Festival မှတ်တမ်းရုပ်ရှင်ပွဲတော်ကို March လ29ရက်နေ့ညပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့နိုင်ငံခြားသတင်းတောင်များ Club FCCT မှာကျင်းပပါရယ်။မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းပြည်သူတွေရင်ဆိုင်ကြုံတွေ့နေကြရတဲ့လူခွင့်ရေးချိုးဖောက်ခံရမှုတွေကိုရိုက်ကူးထားတဲ့မှတ်တမ်းရုပ်ရှင်က20ရက်က9ကားကို TVB Peacock Flint Festival မှာပြသခဲ့တာလည်းဖြစ်ပါရယ်။ ီမတန်ရုပ်ရှင်တွေကမြန်မာသတင်းထောက်တွေနဲ့မတန်ရုပ်ရှင်ဖန်တီးသူတို့ရဲ့လွတ်လပ်စွာဖန်တီးရိုက်ကူးနိုင်စွာကိုပြင့်တင်နိုင်ဖို့အပြင်လွတ်လပ်စွာပြောဆိုခွင့်အတွက်တိုက်ပွဲဝင်နေကြသူတွေအန်ဒီရဲ့ချားကရုပ်ရှင်ရိုက်ကူးသူတွေနဲ့သတင်းထောက်တွေရဲ့ရဲရဲမှုကိုလည်းမိမောင်းထိုးပြထားပါတယ်။ DV Peak of Lin Festival ကို Norway, Sweden, Czech Ireland, New Zealand စတဲ့ဥရောပနိုင်ငံတွေမှာလည်းပြသခဲ့ပြီးဖြစ်တယ်လို့ Australia နဲ့တခြားနိုင်ငံတွေမှာလည်းဆက်လက်ပြသနိုင်ဖို့အစီအစဉ်နေပါတယ်ရှင်။ မြန်မာပြည်တွင်းစကိုင်းမြို့အနီးကိုဗဟိုပြုပြီးမတ်လ28ရက်နေ့ဒီကနေ့မွန်လွယ်ပိုင်းကအင်အား9.8ရှိတဲ့အင်အားပြင်းငလင်တစ်ခုလှုပ်ခတ်သွားတယ်လို့အမေရိကဘူမိပေဒါလေးလာရေးဌာနကထုတ်ပြန်ထားပါတယ်။အင်အားပြင်းငလင်ကြောင့်မန္တလေးရန်ကုန်တောင်ကြီးစတဲ့မြို့တွေတော်တော်များများမှာငလင်တံကိုတိတိတတ်တတ်ခန်းစားလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်။ ငလင်ကြောင့်မြမပြည်တွင်းမှာထိခိုက်ပျက်စီးမှုတွေလည်းအများအပြားရှိခဲ့ပါတယ်။ငလင်ဗဟိုချက်ဟာမြမနိုင်ငံစကိုင်းမြို့နဲ့12ကီလိုမီတာအကွာမှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးမှာလည်းစကိုင်းတရားဟောင်းသို့မဟုတ်အင်းဝတရားလို့ခေါ်တဲ့တရားပြူကျပျက်စီးသွားခဲ့ရပါတယ်။အင်အားခုနှစ်တသမခုနှစ်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ပြီးဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊လာအို၊ထိုင်း၊မြန်မာနဲ့တရုတ်မှာတက်ရောက်ခဲ့ရတယ်လို့သိပါတယ်ရှင်။ မကွေးတိုင်းခံကောမြို့နယ်မှာမတ်လ26ရက်နေ့နေ့လယ်ပိုင်းကစစ်ကောင်စီစစ်တောင်းကပြည်သူ၄ယောက်ကိုဖမ်းဆီးသွားပြီးစံတွေနဲ့ကားတစ်စီးကိုပါသိမ်းဆီးသွားကြတယ်လို့ဒေသခံတွေစီကသိရပါဗျ။ကံကောမြို့နယ်ပြားရွာကိုမတ်လ26ရက်နေ့နေ့လယ်ပိုင်းကကံကောအခြေစိုက်စစ်ကောင်စီရဲ့ခလာရ90တရင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား90လောက်ကစစ်တောင်းထိုးဝင်ရောက်ခဲ့ကြပြီးပြားရွာကအမျိုးသား၁ယောက်နဲ့အမျိုးသမီး၃ယောက်ကိုဖမ်းဆီးသွားခဲ့တယ်လို့ကံကောမြို့နယ်ဒေသခံတအုပ်က TV ကိုပြောပါရယ် ။ဒါပြင်ဖန်စည်းခံမျိုးသမီးတယောက်ပိုင်ဆိုင်တဲ့ဆန်တွေကိုလည်းကားနှစ်စီးနဲ့အတင်းအဓမ္မတိစောင်းသွားပြီးပြည်သူပိုင်ကားတစ်စီးကိုလည်းတင်းယူသွားတယ်လို့သိရပါဗျ။လက်ရှိဖန်စည်းခံရတဲ့ပြည်သူလေးယောက်ကိုတော့ခလာရ90တရင်တွေကိုခေါ်ဆောင်သွားပြီးစစ်တောကြီးပြုလုပ်နေကအသေးစိတ်အခြေအနေကိုတော့မသိရှိရသေးပါဘူး။ပြီးခဲ့တဲ့မတ်လ16ရက်နေ့ကလည်းကံကောင်းမြို့နယ်ကအောင်မြင်ကြီးရွာမှာဒေသခံအမျိုးသားတယောက်ကိုစစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးတပ်ပြတ်ခဲ့သေးတယ်လို့လည်းဒေသခံတွေစီကနေတစင်သိရပါဗျရှင်။ င်းဒီပြည်နယ်တွေကလွိုက်ကော်နဲ့နမ်းမဲခုံမြို့နယ်တွေကကြည်ရော်တွေမှာအရသာနှစ်ဦးမိုင်းနေမိပြီးထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ကုညီကဲဆေးရဲ့အဖွဲ့ဝင်တွေကပြောပါတယ်မတ်လ28ရက်နေ့ကလွိုက်ကော်မျိုးနောက်ရကန်နာကစီးရင်စစ်ရုံမှာအုတ်တိုင်းကာယံပေးနေတဲ့ဆောက်လို့ရဲ့မြို့သားတအိုးမြင်းမြုံမိုင်းနေမိတာကြောင့်ခြေထောက်ပြက်ပြီးမျက်နှာမှာမိုင်းစာတွေထိမှန်ခဲ့တယ်လို့ကယ်ဆယ်ရေးလုံဆောင်ပေးခဲ့သူတအိုးကပြောပါရယ် မိုင်းထိမှန်ခဲ့တဲ့သူဟာ ARA တိုင်းကနေပယံလာလို့တဲ့အသက်28နှစ်အရွယ်အမျိုးသားဖြစ်ပြီးမြေမြုံမိုင်းထိမှန်ခဲ့တာကြောင့်ညာဘက်ခြေကျင်းဝဲပြတ်တောက်ဒဏ်ရာဘဲဘက်မျက်စိမိုင်းစထိမှန်ဒဏ်ရာနဲ့မျက်နှာမိုင်းကျဝင်ဒဏ်ရာတွေရရှိခဲ့ပါတယ်။တပြေမတ်လ26ရက်နေ့ကလည်းနမ်မဲခုံမြို့နယ်တဲကလေတော့ထဲမှာစက်သွုံကောက်ဖို့သွားတဲ့အမျိုးသမီးတအိုးစက်ကောင်စီကထောင်ထားတဲ့မိုင်းကိုနင်းမိပြီးညာဘက်ခြေထောက်အရင်းနားလောက်ကနေဖြတ်တောက်လိုက်ရတယ်လို့ကုညီမှုလုံဆောင်ပေးခဲ့တဲ့ပရဟိတအသင်းကပြောပါတယ်။ ဒေတာတွေမှာရှိတဲ့မိုင်းတွေကိုဒေါ်လိုင်းအင်အားစုတွေဘက်ကတနိုင်သမျှရှင်းထားပေမဲ့အခုမိုင်းထိတဲ့နေရာကစက်ကောင်စီတက်တဲ့နေတာကြောင့်ကျန်နေခဲ့တဲ့မိုင်းဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ကျဆက်ဆက်နိုင်ငံရဲ့ဘေးရန်နေရာတွေကိုကာကွယ်ခဲ့တဲ့နေတူအနာဂတ်မှာလည်းဆက်လက်ကာကွယ်သွားမယ်လို့စက်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါရယ် မတ်လ29ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့280ပြည်တက်မတော်နေဖက်စစ်တော်လိုင်းရင်းရဲ့အခမ်းအနားမှာပြောကြားခဲ့တာပါနိုင်ငံပေးရဲ့နေရာတွေကြုံတွေ့တိုင်းတက်မတော်ကအာဏာရယူကာကာကွယ်ပေးခဲ့ရတယ်လို့ပြောကြားခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာလည်းအာဏာရပါတီကမဲမတမာမျိုးပြုလုပ်ကာအာဏာရယူဖို့ကြိုးစားခဲ့တာကြောင့်တက်မတော်ကကာကွယ်ခဲ့ရတယ်လို့ဆိုပါတယ်ဒါကြောင့်နိုင်ငံတော်ပေးရနေရတွေနဲ့တွေ့ကြုံရတိုင်းတက်မတော်ကကာကွယ်ခဲ့တာဖြစ်ပြီးအနာဂတ်မှာလည်းဆက်လက်ကာကွယ်သွားမယ်လို့ပြောပါရယ်။ 2020ရွေးကောက်ပွဲရလဒ်ကိုမဲမတမာမှုအကြောင်းပြကအာဏာရယူခဲ့တဲ့စက်ကောင်းဆောင်အနေနဲ့လာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲပြုလုပ်သွားမှာဖြစ်ပြီးပြည်သူအများလက်ခံနိုင်တဲ့စစ်မှန်တဲ့ရွေးကောက်ပွဲမျိုးဖြစ်အောင်ဆောင်ရွက်ရမယ်လို့လည်းခန်းနာမှာပြောသွားပါတယ်စစ်တပ်ကအူစီးပြုလုပ်မဲ့ရွေးကောက်ပွဲကိုအရင်အကြိမ်တွေလိုမဟုတ်တော့ဘဲ electronic စနစ်နဲ့မဲဆန္ဒခံယူသွားမှာဖြစ်တယ်လို့အချို့ကြကိုစားပြုစနစ် PR ကိုလည်းအမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီးလွှတ်တော်တွေမှာအသုံးပြုသွားဖို့ရှိနေပါတယ်ရှင်။ မတ်လ28ရက်နေ့မြန်မာစံတော်ချိန်12:51မိနစ်20စက္ကန့်အချိန်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်သခိုင်းမန္တလေးမကွေးနဲ့ရှမ်းပြည်နယ်နေပြည်တော်ပဲခူးတို့မှာငလင်တန်းတင့်တဲ့နေရာတွေကိုအရေးပေါ်အခြေအနေဖြစ်စက်ကောင်စီကကြေညာလိုက်ပါတယ်ငလင်တန်တဲ့ဒေတာတွေမှာပျက်စီးဆုံးရှုံးမှုတွေကိုအလင်းမြန်ဆုံးဆန်းစစ်ဆေးတာ၊ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်သွားမှာဖြစ်ပြီးလိုအပ်တဲ့သဘာဝပေးအန္တရာယ်ကုညီကယ်ဆယ်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးသွားမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ စစ်ကောင်စီကောင်းဆောင်မင်းအောင်လိုင်ကလည်းငလင်တန်းကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့နေရာတွေနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်းဒီငလင်ဟာခမန်းချက်တွေအရဒီကနေ့ညနေ3နာရီလောက်ထိနောက်ဆက်တွဲငလင်များလှုပ်နိုင်ပါတယ်။ဒါကြောင့်ဘေးကင်းတဲ့နေရာမှာနေကြဖို့အရေးတကြီးတိုက်တွန်းပြောကြားလိုပါတယ်လို့ငလင်တန်းတဲ့နေရာတွေကိုအရေးပေါ်အခြေအနေထုတ်ပြန်ကြေညာရေးပြောဆိုခဲ့ပါသေးတယ်ရှင်။ ရန်ကုန်ဈေးကွက်မှာဒီဇယ်ဈေးဆက်ကျဆင်းလာပြီးဓာတ်ဆီဈေးတွေကတော့အနည်းငယ်ပြတ်တက်လာတယ်လို့73စီတင်သွင်းတူလောင်ဖြန့်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီစီကသိရပါဗျ။ပြီးခဲ့တဲ့သတင်းဘက်ကဒီဇယ်1လီတာကို55ကျပ်ကနေ190ကျပ်ပြန်ကျခဲ့တယ်လို့အခုတစ်ပတ်မှလည်း1လီတာကို190ကနေ25ကျပ်အကြာထပ်မံကျဆင်းလာပါဗျ။ဒါပေမဲ့ဓာတ်ဆီဈေးကတော့ပြီးခဲ့တဲ့သတင်းဘက်က1လီတာကို90ကျပ်ဈေးကျဆင်းခဲ့ပေမဲ့အခုတစ်ပတ်မှကျပ်5ကျပ်ကနေ10ကျပ်အနည်းငယ်ပြတ်မြင့်တက်လာပါဗျ။ 73စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးချက်ရေးကော်မတီရဲ့ဈေးနှုန်းထုတ်ပြန်ချက်အရဒီကနေ့မတ်လ28ရက်နေ့မှာ92တလီတာကို3000ကျပ်95တလီတာကို3050ကျပ်ဒီဇယ်တလီတာကို2580ကျပ်နဲ့ပရီမီယံဒီဇယ်တလီတာကို3190ကျပ်ရှိပါတယ်။ကမ္ဘာရေနံစိမ်းဈေးကတော့တပတ်တာအတွင်း200ခိုင်နှုန်းကျော်တက်လာပြီးတစ်စီကို83ဒေါ်လာထက်ရောက်ရှိနေပါတယ်။ မြန်မာကျပ်ငွေနဲ့ဒေါ်လာငွေလဲနှုန်းကလည်းအနည်းငယ်ပြန်တက်ရိပ်ပြနေပြီးဒီကနေ့နေ့လယ်ပိုင်းမှာဒေါ်လာကို4450ကျပ်မှာရပ်တည်နေတယ်လို့သိရပါတယ်ရှင်။မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတွေကကြေရွာတွေကိုမတ်လ28ရက်နေ့မှာစစ်ကောင်စီကဆက်တက်လေထီတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူတအုပ်သေဆုံးပြီးတန်ခါတော်အပါအဝင်ဒေသခံပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့ကြတာကစားတဲ့ကြောင်းနဲ့လူနေအိမ်တွေပျက်စီးကုန်တယ်လို့ဒေသခံတွေစီကသိရပါတယ်။ မန္တလေးတိုင်းတောင်သာမြို့နယ်တွေကလှဲကုန်းမရွာစာတင်ကျောင်းကိုဆက်တက်လေးထီးနဲ့ဘုံကိုးလုံးကျဲချခဲ့လို့ကျေးရွာစာတင်ကျောင်းဆောင်တွေနဲ့လူနေအိမ်တွေပျက်စီးသွားတယ်လို့တောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်အဲ့လိုတိုက်ခိုက်မှုကြောင့်စာတင်ကျောင်းဆောင်နှစ်ဆောင်ထိခိုက်ပျက်စီးသွားပြီးလူနေအိမ်လေးလုံးထပ်မနေပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ ။တနေ့တည်းမှာပဲစကိုင်းတိုင်းဆက်လင်းကြီးမြို့နယ်တဲကထန်းပူကြေးရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကစစ်တပ်လေထီနဲ့ပုံကျဲချခဲ့လို့ဒေသခံပြည်သူတအုပ်သေးဆုံးပြီးတန်ခါတပါးပါဝင်ပြည်သူ၅အုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆက်လင်းကြီးမြို့နယ်လက်ပတောင်းတောင်ပင်မသပိတ်ကော်မတီဝင်တအုပ်ကပြောပါရယ်။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးပြည်သူတွေအနေနဲ့တော်လိုင်းရေးတပ်ဖွဲ့ကထုတ်ပြန်တဲ့လေကြောင်းရံသတိပေးထုတ်ပြန်ကြေညာချက်တွေကိုအဆောင်ကြီးလိုက်နာဖို့နဲ့ပြည်သူချင်းချင်းအချက်ပေးပြီးကြိုတင်ရှောင်ရှားနိုင်မယ့်အစီအစဉ်တွေကိုအရေးပေါ်ပြုလုပ်ဖို့ကိုလည်းတော်လိုင်းရေးတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ရှင်စကိုင်းတိုင်းမုံရွာမြို့နယ်မှာတနစ်ကျော်ကြောင်မတရားဖမ်းဆီးချုံနောက်ခံထားရတဲ့ပြည်သူအယောက်90ကျော်ကိုမတ်လ26ရက်နေ့မှာစစ်ကောင်စီကအကြမ်းဖက်ဥပဒေနဲ့ထောင်ငါးနှစ်ချမှတ်လိုက်တယ်လို့နိုင်ငံရေးအကြံသားမိသားစုတွေကပြောကြပါဗျာ။ တက်ကြေချင်းရွာကနေဖမ်းထားတဲ့သူတွေကိုအကြမ်းဖက်ပုံမှ52ကနဲ့1005နှစ်စီချလိုက်တာဖြစ်ပြီးအမိချမှတ်ခံရသူတွေထဲမှာအမျိုးသမီးတွေလည်းပါဝင်ကအလုံးလူအယောက်50ကျော်တယ်လို့မုံရွာအချင်းထောင်ကနိုင်ငံရေးကျင်းသားတွေကိုထောင်ဝယ်စာကူညီပို့ဆောင်ပေးနေသူတအုပ်က TV ကိုပြောပါရယ် 2024ခုနှစ်မတ်လ14ရက်နေ့ကစစ်ကောင်စီတပ်ကတက်ခဲ့ခြင်းကြီးရွာတဲ့ဝင်ရောက်စီးနှင်ပြီးပြည်သူပိုင်ပစ္စည်းတွေနဲ့ရွာခံ60ကျော်ကိုကားတွေနဲ့ခေါ်ဆောင်ဖမ်းဆီးယူဆောင်သွားကြပြီးလူနေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတက်ခဲ့ခြင်းကြီးရွာကိုဝင်ရောက်စီးနှင်တဲ့အချိန်ကပြည်သူ၄ဦးကိုလည်းတပ်ဖြတ်သွားခဲ့ပြီးလူနေအိမ်တွေကိုပါမီးရှို့ဖျက်ဆီးခဲ့လို့လူနေအိမ်480ကျော်မီးလောင်ပျက်စီးခဲ့ရတယ်လို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့တာဝန်ခံတအုပ်ကပြောပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ဖို့မုံရအမှတ်၁ရဲစခန်းကို DV ကဖုန်းဆက်သွယ်ခဲ့ပေမဲ့လက်ခံပြေဆိုခြင်းမရှိခဲ့ပါဘူးရှင်။မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့နေ့လယ်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ပြည်သူတချို့ထိခိုက်ဒဏ်ရာရှိခဲ့မှုတွေရှိတာကြောင့်အရေးပေါ်သွေးလိုအပ်တဲ့အခြေအနေတွေရှိနေတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ငလင်တန်သင်ခံခဲ့ရတဲ့အတွက်ပြည်သူတချို့သေဆုံးခဲ့ရသလိုထိခိုက်ဒဏ်ရာရှိတာတွေရှိတာကြောင့်စကိုင်း၊မန္တလေး နေပြည်တော်တို့ကပြည်သူစေုံတွေမှာအများပြားစေကုသခံယူနေရပြီးအရေးပေါ်သွေးလိုအပ်ချက်တွေရှိနေတဲ့အတွက်စေုံတွေကိုအမြန်ဆုံးဆက်သွယ်ပြီးသွေးလူဒန်းပေးကြဖို့ထုတ်ပြန်ချက်ကနေတိုက်တွန်းပြောဆိုထားပါတယ်။စစ်ကောင်စီကောင်းဆောင်မြောင်းလိုင်းကလည်းငလင်ပေးကြောင်ပျက်စီးဆုံးရှုံးသွားတဲ့နေပြည်တော်မှာရှိတဲ့နေရာတွေနဲ့ထိခိုက်ဒဏ်ရာရှိသူတွေကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်။ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဖိုးချိုစောမင်းထွန်းကလည်းဒီငလင်ဟာခံမှန်းချက်တွေအရဒီကနေ့ညနေ3နာရီလောက်ထိနောက်ဆက်တွဲငလင်များလှုပ်နိုင်ပါတယ်။ဒါကြောင့်ဘေးကင်းတဲ့နေရာမှာနေကြဖို့အရေးတကြီးတိုက်တွန်းပြောကြားလိုပါတယ်လို့ပြောခဲ့ပါတယ်ရှင်။မကွေးတိုင်းကဖဲမြို့နယ်လိုင်ရွာကိုမတ်လ25ရက်နေ့မွန်လဲတနားရီလောက်ကစစ်ကောင်စီတပ်က drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ပေးဆောင်ပြည်သူတယောက်သေဆုံးခဲ့ပြီးတယောက်ဒဏ်ရာရရှိခဲ့တယ်လို့စစ်ပေးဆောင်အရေးကူညီပေးနေသူတွေစီကသိရပါဗျာ။ စစ်ကောင်စီတပ်က drone နဲ့ဖုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ဗဘဲကြီးရွာကနေစစ်ပေးဆောင်ရောက်ရှိနေတဲ့အသက်40အရွယ်ချဲမျိုးသားဦးရွှေသိန်းဟာနေရာမှာနေဆုံးခဲ့ပြီးအသက်50အရွယ်ဒေသခံဦးမိုင်ခန့်ဟာလက်ကျိုးဒဏ်ရာရရှိခဲ့လို့သိရပါဗျာ။ ်အမ်ဘရန်ကားလမ်းပေါ်ကရခိုင်ရိုးမပေါ်မှာရှိတဲ့နဲ့ရီကန်စစ်တပ်စခန်းကနေ drone လွှတ်ပြီးတောင်ကြီးမှာရှိတဲ့လာရွာကိုဘုံခုနှလုံးရှစ်လုံးလောက်ကျဲချခဲ့တာကြောင့်လာရွာဒေသခံတယောက်ကတရားရပြီးတခြားရွာကနေစစ်ပေးဆောင်လာသူတယောက်ကတော့ဆုံးသွားတယ်လို့စစ်ပေးဆောင်ရေးကူညီပေးနေသူတယောက်ကပြောပါတယ်ဖေဖော်ဝါရီလ24ရက်နေ့ကလည်းငဖဲမြို့နယ်လင်းတဲကြီးရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား၂ယောက်သေဆုံးခဲ့ပြီးကလေးငယ်တွေအပါအဝင်ဆယ်ယောက်ထပ်မံတဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်စစ်ကောင်စီထွေးဥယုံစီဝေးမှာမြို့နယ်အတွင်းရက်ွက်တွေကအုတ်ချုပ်မှုတွေအနေနဲ့စစ်မှုတန်းစည်ရင်မပေးရင်စစ်ကားထိုးပြီးပေါ်တာဆွဲခံရမယ်လို့ချင်းချောက်ပြောဆိုကြောင်းရက်ွက်ယုံနယ်နေဆက်သူတွေစီကသိရပါဗျ။ရက်ွက်အုပ်ချုပ်မှုတွေအနေနဲ့ကိုရက်ွက်ကိုတာဝန်မယူရင်စစ်ကားကိုရက်ွက်ထဲပိတ်ရက်ပြီးအကုန်ဆွဲခေါ်မယ်လို့အာနာသိမ့်ပြီးတဲ့နောက်မြို့နယ်ထွေအုပ်ဖြစ်လာခဲ့တဲ့ကချင်တိုင်းရင်သားဦးလောဟာကမတ်လ၁ရက်နေ့မှာပြုလုပ်တဲ့လာပတ်စည်းဝေးမှာပြောဆိုခဲ့တာလို့သိရပါဗျ။ ပြီးခဲ့တဲ့အာဓမစစ်မှုထံအပတ်စဉ်၁၁အတွက်မြို့နယ်အတွင်းကရက်ွက်တစ်ခုကိုလူ၂ယောက်နှုန်းပေးရမှာဖြစ်ပေမဲ့ရက်ွက်၉ခုဟာစစ်မှုထံစီရင်မပေးနိုင်ခဲ့တာကြောင့်ထွေအုပ်ဦးလို့ဟာကအစည်းအဝေးမှာရက်ွက်အုပ်ချုပ်ရေးမှုတွေကိုချင်းချောက်ပြောဆိုခဲ့တာလို့ရက်ွက်ရုံးနယ်နှိဇက်သူကပြောပါရယ်။မတ်လအတွင်းမှာပဲမြို့နယ်အတွင်းကရက်ကွက်လေးခုမှာအုပ်ချုပ်ရေးမှုအသက်တွေကိုတန့်ခါရေးပါတီဝင်တွေနဲ့အစားထိုးခဲ့တယ်လို့ဆိုပါရယ်။ မြောက်ကလာပါမြို့နယ်မှာရက်ကွက်16ခုနဲ့မြို့တိရက်ကွက်ကြီး2ခုစုစုပေါင်းရက်ကွက်16ခုရှိတယ်လို့သိရပါတယ်ရှင်။ပဲခူးတိုင်းအနောက်ခြမ်းပေါက်ခေါင်းမြို့နယ်ပဲခူးရုံးမှဖြက်လန်းတစ်ခုဖြစ်တဲ့ပေါက်ခေါင်းအုပ်တွင်အမြက်လန်းဘော်ဒါကြေးရွာနယ်ပေါ်လန်ကြီးကြေးရွာကြားမှာမတ်လ25ရက်နေ့ည10နာရီကျော်လောက်ကစစ်ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ PKI တပ်ရင်း363ညနှစ်ကမတ်လ26ရက်နေ့ကထုတ်ပြန်ပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့်စစ်ကားတစီကြောက်ထဲထိုးကြပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်၁၂ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။မိုင်းကားလို့ဖောက်ခွဲခဲ့ပြီးလက်နက်ငယ်တွေနဲ့ကြားပြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား30လောက်လိုက်ပါစီးနင်းလာတဲ့စစ်ကားတစီကြောက်တဲထိုးကြခဲ့တာလို့ PKI တရရင်363ညနဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရက်စတာက TV ကိုပြောပါရယ် မိုင်းထိပ်ပြီးအပြန်အလှန်15မိနစ်လောက်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကလက်နက်ကြီး၅လုံးလောက်ပြစ်ခတ်ခဲ့တာမှပြည်သူ့ကော်မတီတပ်ဘက်ကရဲဘော်တွေထိခိုက်မှုမရှိပြန်ဆုတ်နိုင်ခဲ့ကြောင်းမိုင်းထိပ်ပြီး၆ထဲကျသွားတဲ့ကားပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်၁၁ယောက်သေဆုံးခဲ့ပြီး၁၂ယောက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ပြည်ခိုင်တပ်ရင်း363ရက်စီကသိရပါတယ်ရှင်။ ရှမ်းကုန်းမန္တလေးလမ်းပိုင်းပဲခူးတိုင်းထဲမှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာ23ကတပ်ဖွဲ့ဝင်တွေမတ်လ29ရက်နေ့မှာစစ်ဆေးရေးဆောင်ရွက်နေတဲ့ရုပ်သံမှတ်တမ်းကိုအန်ယူဂျီကထုတ်ပြန်လာပါတယ်။ ပြီးတော့ပောက်ခေါင်းအုတ်တွင်အမြန်လမ်းပိုင်းအတိုင်းမောင်းနှင်လာတဲ့စစ်ကားနှစ်စီးကိုပေါ်လာကြေးရွာနဲ့ပေါ်လန်ကြီးကြေးရွာကြားအရောင်မတ်လ25ရက်နေ့ည10:00နာရီခွဲလောက်မှာမိသူကကွယ်ရေးတပ်တွေကတိုက်ခိုက်လို့အင်အား30လောက်ပါတဲ့စစ်ကားတစီကြောက်ထဲပြုတ်ကြပြီးစစ်သား9ယောက်သေဆုံးက12ယောက်လောက်ဒဏ်ရာရှိခဲ့တယ်လို့လည်းထုတ်ပြန်ပါတယ်ပြည်သူ့ကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှစ်တိုက်စစ်ဌာနပဲခူးပြူဟာ27တက်ခွဲ3ပြီးခိုင်တရင်363ညနှစ်ကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ ်မတ်လ26ရက်နေ့မနက်အစောပိုင်းကလည်းရန်ကုန်မန္တလေးအမြန်လန်128မိုင်မင်းရဲရဲစခန်းနဲ့124မိုင်နှစ်ယူရင်ရဲစခန်းတို့ကိုပြည်သူ့ကော်ရေးတပ်မတော်ဆက်စင်ရေးနယ်မြေနှိမ့်တိုင်းစစ်ဌာနဘကိုဗျူဟာ22အမှတ်3831တက်ရင်နဲ့အမှတ်3031တက်ရင်တို့ကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ပြီးစစ်ကောင်စီဘက်ကတယောက်သေဆုံးခဲ့က၄ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ ကိုင်းမြို့အနီးကိုဗဟိုပြုတ်ပြီးအင်အား9.8ရှိတဲ့အင်အားပြင်းငလင်တစ်ခုလှုပ်ခတ်ခဲ့တာကြောင့်မြမပြည်အနှက်နေရအဆောက်အဦတွေပြိုတာလန်ဒါးတွေပျက်စီးတာအပြင် လူထိခိုက်ဒေဆုံးတာတွေလည်းရှိနေပါတယ်ပဲခူးတိုင်းဖြူမြို့မှာလည်းငလင်ကြအဆောက်အဦပြိုကျတာတွေရှိခဲ့ပြီးလူထိခိုက်ဒေဆုံးတာပါရှိခဲ့ပါတယ် ဖြူးမြုပ်ဘူရာမြောက်ရက်ကွက်ငလင်ကြောင်လူနေတလုံးရဲ့နေရဟာတစ်ဖက်နေဘက်ကိုပြိုကျခဲ့တာကြောင့်တစ်ဖက်အိမ်မှာရှိနေတဲ့မိသားစုဝင်6ယောက်ထဲက4ယောက်သေဆုံးခဲ့ပြီးတယောက်ဒဏ်ရာရရှိခဲ့ပါတယ်တီဆုံးသူတွေဟာအထက်တန်းပြဆီယမတယောက်အပါအဝင်သူ့ရဲ့မိခင်မတ်နဲ့တူတော်ဆက်သူတို့ဖြစ်တယ်လို့သိရပါဗျ။ဖြူးမြို့အတွင်းငလင်ကျောင်းမိသက်ရေစင်သက်တမ်းရင်ရုပ်ရှင်ရုံတို့အပါအဝင်အဆောက်အဦအများအပြားပြူကြပျက်စီးခဲ့တာတွေရှိတယ်လို့လူသေးဆုံးမှုတွေလည်းထပ်ရှိနေသေးတယ်လို့သိရပါဗျရှင်။ တော်လန်အမှုပညာရှင်ဖြူဖြူကျော်သိန်းဟာဩစတြေးလျလွှတ်တော်တစ်ခုဖြစ်တဲ့ New South Will Parliament House မှာမတ်လ28ရက်နေ့က Keynote Speech စကားပြောခွင့်ရခဲ့တဲ့အကြောင်းသူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြပါရယ်။ အဲ့ဒီမှာစီးပွားရေးအကြံပေးပါမခရှောက်တော့တဲ့အပါအဝင်မြမရေးတက်ကြွလှုပ်ရှားသူအပြင်ဩစတြေးလျပါလီမန်အမတ်တွေလည်းတက်ရောက်ခဲ့တာကိုတွေ့ရပါတယ်တားပြင်းလေးနှစ်တာမှာပြည်သူ့ဘက်ရက်တည်တဲ့အမှုပညာရှင်ကိုမြန်မာ community ကပထမဆုံးပေးတဲ့ဆို Anshaken Split Head Award 2ကိုလည်းလက်ခံရရှိကြောင်းသိရပါဗျ။ ။အစောရောဖြူကျော်သိန်းဟာရန်ပုံငွေတကူတော်ရှိုးဝဲတွေတီဆိုဖျော်ဖြေဖို့အော်စတြေးလျနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီးဧပြီလ9ရက်နေ့ကျရင်စစ်နေမြို့နယ်ဧပြီလ12နေ့ကျရင်မဲပုံမြို့တွေမှာဖျော်ဖြေသွားဖို့ရှိနေပါတယ်ရှင်။ရခိုင်ပြည်နယ်ပုံနှကျုံမြို့စံပြရက်ကွက်ကပြည်သူစေယုံကိုမတ်လ28ရက်နေ့မနက်3နာရီလောက်ကစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်အဆောက်အဦတချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကသိရပါဗျာ။ စစ်ကောင်စီတပ်ကလက်နက်ကြီးကြီးသုံးလုံးပစ်ခတ်ခဲ့တာကြောင့်ပြည်သူစေယုံကြီးအနာကြာရောက်ပောက်ကွဲခဲ့ပြီးစေယုံအဆောက်အဦတချို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။အရခတက်တော်အေးသိမ့်ပိုက်ထိန်ချုပ်ထားတဲ့ပုံနှကျွန်းမြို့ကိုစစ်တွေမြို့နယ်ပါဒလိတ်အခြေဆိုင်စစ်ကောင်စီတပ်ရင်းတွေကနေအတွဲလိုက်ဒုံးတွေနဲ့ပစ်ခတ်ခဲ့တာလို့ပုံနှကျွန်းမြို့ဒေသခံတယောက်က TV ကိုပြောပါဗျ။ပုံနှကျုံမြို့ပေါ်ကပြည်သူတွေဟာဘေးလွရာစစ်ပေးရှောင်နေကြပြီးပြည်သူစေယုံကိုပါပိတ်ထားတာကြောင့်ပြည်သူတွေထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါဗျ။ ်မတ်လ25ရက်နေ့ကပုံနှကျွန်းမြို့နယ်အောင်ဖြူပြင်ကြီးရွာဖုန်ကြီးကျောင်းကိုစက်ကောင်စီကလေကျောင်းကနေဖုံးကျဲခဲ့တာကြောင့်စစ်ပေးဆောင်ပြည်သူ9ရောက်တိဆုံးပြီး12ရောက်ဒဏ်ရာရရှိခဲ့လို့ဒေသခံတွေစီကသိရပါတယ်ရှင်မြန်မာနိုင်ငံမှာအကျဉ်းကျနေတဲ့ထိုင်းနိုင်ငံသား၄ယောက်နဲ့ဖိလစ်ပိုင်နိုင်ငံသား၃ယောက်စုစုပေါင်း9ယောက်ကိုပြစ်ဒဏ်လွတ်ငင်းခွင့်ပေးပြီးပြည်내တံပေးလိုက်တယ်လို့မတ်လ28ရက်နေ့မှာစစ်ကောင်စီကထုတ်ပြန်ပါတယ်။ ကော့တောင်အကျဉ်းထောင်မှာပြစ်ဒဏ်ကျခံနေရတဲ့ထိုင်းနိုင်ငံသား၄ယောက်နဲ့ဖမ်းအကျဉ်းထောင်မှာပြစ်ဒဏ်ကျခံနေရတဲ့ဖိလစ်ပိုင်နိုင်ငံသား၃ယောက်ကိုရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်၄တဲပုံမှန်ခွဲ၁အရနောက်တစ်ချိန်ပြစ်မှုထပ်မံကျွလွန်တဲ့အခါအဲ့ဒီပြစ်ဒဏ်အပြင်အခုကျခံဖို့ကြန့်ရှိတဲ့ပြစ်ဒဏ်တွေပါဆက်လက်ကျခံရမယ်ဆိုတဲ့ခံဝင်ချက်နဲ့ပြန်လွတ်ပေးလိုက်ရတာဖြစ်ပါတယ်။ နိုင်ငံအခြေချင်းမိဝတ်မပြတ်ဆက်ဆံရေးကိုရှေ့ရှုသောအဖြစ်၎င်းလူသားချင်းစာနာထောက်ထားမှုကိုလေးထားသောအဖြစ်၎င်းစစ်ကောင်းဆောင်ကပြည်တယ်လူငိမ့်ခွင့်ပေးလိုက်တာလို့စစ်ကောင်စီအတွေ့အမြင်ဖော်ဆိုကြီးအောင်လင်းတွေးလက်မှတ်ရေးထိုးထားတဲ့အမိန့်စာမှာဖော်ပြထားပါတယ်ရှင်အပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေတည်ကျပျက်စီးအောင်နေစဉ်ဖုံးကျဲတိုက်ခိုက်နေတဲ့စစ်ကောင်းဆောင်ကတရားတော်စစ်ကိုတိုက်ပွဲတွေဆက်လက်ဖော်ဆောင်သွားမယ်လို့ဆိုပါရယ် ်မတ်လ29ရက်နေ့မှာပြုလုပ်တဲ့နှစ်80ပြည့်တက်မတော်နေ့အခမ်းအနားမှာပြောခဲ့တာဖြစ်ပါတယ်နေမီဒေတာလိုက်အာနာရဖို့စ조사နေတဲ့အကြမ်းဖက်တောင်းကျမ်းသူတွေရဲ့တိုက်ခိုက်မှုတွေကြောင်းအပြစ်မဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆင်းဥစ္စာတွေနဲ့မြို့ရွာတွေပျက်စီးခဲ့တာကြောင်းပြည်သူတွေကယွန်းရှာမုန်းတီးနေပြီးဖြစ်တယ်လို့လဲစက်ကောင်းဆောင်ကဆွဆွဲပြောဆိုပါရယ် ဒါကြောင့်အပြစ်မဲ့ပြည်သူတွေအပေါ်အကြမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလိုဒုတာဝန်အရေးသုံးပါးကိုထိပါလာတဲ့လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်သင့်ခံလို့မရတာကြောင့်တပ်မတော်အနေနဲ့ပြည်သူလူထုတရက်လုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူတရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမှာဖြစ်တယ်လို့ပြောပါရယ် တက်မတော်အနေနဲ့အကျန်းဖက်လမ်းစဉ်ကျင့်သုံးပြီးအကြက်ကင်တောင်းဆိုတဲ့ဖြစ်စဉ်တိုင်းမှာအလျှော့ပေးလက်ခံခဲ့တဲ့အစံလာမရှိခဲ့တာကြောင့်ပြည်သူရဲ့အသက်အိုးအိမ်စီးစဉ်ကိုကာကွယ်ဖို့နဲ့ဒို့တာဝန်အရေးသုံးပါးကိုထိမ့်သိမ်းဆောင်ရှောက်ဖို့အတွက်တပ်ဖွဲ့ဝင်တွေအနေနဲ့အသက်စွန့်ပြီးတာဝန်တွေထမ်းဆောင်ရမယ်လို့လည်းဆိုပါတယ် စစ်ကောင်းဆောင်ကသူ့ကိုတိုက်ခိုက်နေတဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေ PDF အဖွဲ့တွေကိုလက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းတွေကနေတဆက်နိုင်ငံရေးဒီလန်နဲ့ဖြည့်ရှင်းဆောင်ရွက်နိုင်ဖို့ရင်းချမ်းရေးဆွေးနွေးမှုတွေကိုအမြဲကြိုဆိုလက်ဖွင့်ပေးထားကြောင်းထပ်မံအသိပေးလိုက်တယ်လို့လည်းပြောဆိုပါရရှင်။ မတ်လ28ရက်နေ့မြန်မာစံတော်ချိန်မွန်းလွဲတနာရီဝန်းကျင်မှာအင်အား9.8ရစ်စတာစကေးရှိတဲ့ငလင်ကြီးလှုပ်ခတ်ခဲ့တာကြောင့်လူထိခိုက်ဒေဆုံးမှုရှိခဲ့ပြီးစကိုင်းတရအသည့်ဖြတ်တန်းသွားလာခွင့်ပိတ်လိုက်တယ်လို့မြို့ကန်တွေစီကသိရပါဗျ။ငလင်ကြောင့်သောတာပန်ရက်ကွက်မှာအထက်မြင့်တိုက်ပြူကြမှုကြောင့်လူနှစ်ယောက်ဒေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရှိသူတွေလည်းရှိရလို့သိရပါဗျ။ ငလေးကြောင့်သကိုင်းတရာအဟောင်းပြူကျခဲ့ပြီးသကိုင်းတရာအစ်စ်ရဲ့နှယံလေးအပ်သွားတာကြောင့်နေ့လယ်နှစ်နာရီဝန်းကျင်ကစပြီးတရာအစ်စ်ကိုဖျက်ဆီးသွားလာခွင့်ပိတ်လိုက်တယ်လို့မြို့ကန်တွေစီကသိရပါဗျ။သကိုင်းမြို့မှာငလေးလှုပ်ပြီးတဲ့နောက်မိုက်တာစင်ကတ်ကလွဲပြီးတခြားဖုန်းလိုင်းဆက်သွယ်မှုတွေလည်းပြတ်တောက်နေတယ်လို့သိရပါဗျ။ ဖုန်းလိုင်းအင်တာနက်လိုင်းအခက်ခဲကြောင့်သေဆုံးထိခိုက်သူတွေနဲ့ပတ်သက်တဲ့အခြေအနေအသေးစိတ်ကိုတော့ DV ကအတည်ပြုလို့မရသေးပါဘူး။ငလင်ဗဟိုချက်ဟာမြန်မာနိုင်ငံစကိုင်းမြို့နဲ့7ကီလိုမီတာအကွာမှာဖြစ်ပြီးဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊လာအိုထိုင်းနဲ့တရုတ်တို့မှလည်းထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါရဲ့ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့မှာမတ်လ28ရက်နေ့မွန်းလွဲတနားရီလောက်ကအင်အားပြည့်နဲ့ငလေလှုပ်ခတ်သွားတာကြောင့်ဟိုတယ်အောင်ပန်းပြိုကျပျက်စီးသွားတဲ့အပြင်လူနှဦးသေဆုံးပြီးဟိုတယ်ဝန်ထမ်းတွေအပါအဝင်လာရောက်တဲခိုတဲ့သူတွေပိတ်မိနေစေဖြစ်တယ်လို့ကနဦးသိရပါတယ်ဟိုတယ်တစ်ခုလုံးပြိုကျသွားတာကြောင့်တိတ်ဆုံးသူ၂ယောက်လောက်ရှိနေတယ်လို့ကတဦးသိရှိရပြီးဟိုတယ်ဝန်ထမ်း9ယောက်အပါအဝင်ပိတ်မိနေတဲ့သူအယောက်20ဝန်းကျင်လောက်ရှိတယ်လို့လူမှုကေဆေးရေးလုံဆောင်ပေးနေသူတွေနဲ့ဒေသခံတွေစီကသိရပါဗျာ။ ်လက်ရှိမှာတော့ကိုညီကယ်ဆယ်ပေးရေးအဖွဲ့တွေကပေးမိနေသူတွေကိုကဲထုတ်ပေးနေကြပြီးထိခိုက်ဒဏ်ရာရှိသူတွေနဲ့ပေးမိနေသူတွေအများပြားရှိနိုင်သေးတယ်လို့သိရပါတယ်ဒါပြင်ငလင်တန်းကြောင့်အောင်ပန်းမျိုးကတာမိုင်းခန်းရွှေချမ်းသာဖရားရဲ့အုတ်တိုင်ပြိုကျသွားခဲ့ပြီးနေရအဆောက်အဦတချို့လည်းထိခိုက်ပျက်စီးမှုတွေရှိရလို့သိရပါဗျ။ မတ်လ28ရက်နေ့ဒီကနေ့မွန်လယ်ပိုင်းကအင်အားရေတာစကေ9.8ရှိတဲ့အင်အားပြင်းငလင်တစ်ခုမြမပြည်တွင်းသခိုင်းမြို့အနီးကိုဗဟိုပြုပြီးလှုပ်ခတ်သွားတယ်လို့အမေရိကဘူမိဗေဒလေးလာရေးဌာနကထုတ်ပြန်ထားပါတယ်ရှင်တနင်္သာရီမြို့နယ်မှာမတ်လ28ရက်နေ့ညကဖက်စစ်တော်လှန်ရေးနေ့20ပြည့်အထိမ်းအမှန်ဆရာနာရှင်စန့်ကျင်ရေးတော်လှန်ရေးရှင်ပြသခဲ့ပါတယ်လို့တနင်္သာရီမြို့နယ်ចောင်းသားများတမကအဖွဲ့ချုပ်ကပြောပါတယ် ဖက်စစ်ရဲ့အသွင်ကိုယူပြီးပြည်သူလူထုကိုဖိနှိပ်ထုတ်ချက်နေတာတွေကိုပြသချင်တာဖြစ်ပြီးဆက်အနာရှင်ကိုအမြင့်ဖြတ်ဖို့ပြည်သူလူထုကိုတိုက်တွန်းနှိုးဆော်ရင်းပြသခဲ့တာလို့ဆိုပါရယ်ဖက်စစ်တော်လှန်ရေးနေဆိုတာတစ်ဖက်မှာမှန်ကန်ပေမဲ့တစ်ဖက်မှာကဖက်စစ်ရဲ့တရေကိုယူပြီးပောက်ဖွာလာခဲ့တဲ့တပ်မတော်ကအခုချိန်ထိကျွန်တော်တို့ပြည်သူတွေကိုဖိနှိပ်နေစေဖြစ်တာကြောင့်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဖက်စစ်စစ်တပ်ကိုအမြင့်ဖြတ်တော်လှန်သွားဖို့တိုက်တွန်းချင်တယ်လို့သတင်းသားကြီးမျိုးနဲ့ចောင်းသားများတပ်မကဘာကသာအဖွဲ့ချုပ်ဥက္ကဋ္ဌကပြောပါရယ် ဒါပြင်ဆရာနာရှင်စန့်ကျင်ရေးဒေါ်လာရုပ်ရှင်တွေပြသခဲ့တဲ့အပြင်ဖက်ဆစ်စစ်တပ်အမြင့်ဖြည့်ရေးဟောပြောပွဲကိုပြည်သူလူထုအပေါ်မျှဝေခဲ့တယ်လို့သိရပါတယ်ရှင်။ကုန်သိခါကြီးမာတဲ့သတင်းတပ်ပုံစုတစ်ခုဖြစ်တဲ့ WordPress Photo ရဲ့2025သတင်းတပ်ပုံစုရရှိသူများစီးရင်ကို March 28ရက်နေ့ကကြီးညာခဲ့ပါတယ်။ဒီစီးရင်မှာတော့မြန်မာသတင်းတပ်ပုံစီအကိုရဲအောင်သူလဲပါဝင်ခဲ့ပြီး A Nation in Conflict ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးရရှိခဲ့တာလည်းဖြစ်ပါတယ်။ တပ်ပုံစီအရ2021ခုနှစ်စစ်အစိုးရကအာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်အကြောင်းအဆက်မပြတ်အစီရင်ခံတင်ပြမှုကြောင့်စုရွေးချယ်ရေးအဖွဲ့ကိုစိတ်လှုပ်ရှားစေခဲ့ပါတယ်။ခိုင်မာတဲ့ရွေးချယ်မှုနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အတွင်းကတပ်ဖွဲ့ဝင်တွေရဲ့ကွဲပြားခြားနားတဲ့အတွေ့အကြုံတွေကိုထိထိရောက်ရောက်ဖန်ယူထားပါတယ်။ မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပွားနေတဲ့ပြည်ပခါတွေကိုမှတ်တမ်းတင်ဖို့ဓာတ်ပုံဆရာရဲ့ကြီးမားတဲ့အားထုတ်မှုတွေဟာဓာတ်ပုံဇက်လန်းအတွက်သူတို့ရဲ့ခိုင်မာတဲ့ဂရိကဝတ်ပြသထားတယ်လို့စူရေးချေရေးအဖွဲ့ကမှတ်ချက်ပေးထားတာလည်းဖြစ်ပါတယ်ရှင်။အာပြင်းထန်တဲ့ငလေလောက်ကတ်မှုကိုရန်ကုန်မြို့ကန်ပြည်သူတွေလည်းတည်တည်တသာခံစားခဲ့ရပေမဲ့ထိခိုက်ပျက်စီးမှုနည်းခဲ့တယ်လို့ရန်ကုန်မြို့ကန်တွေကပြောပါရယ် ဒီကနေ့မွန်လွယ်ပိုင်းမှာစကိုင်းမြို့အနီးကိုဗဟိုပြူပြီးအင်အားပြင်းထန်တဲ့ငလင်လောက်ခတ်မှုကြောင့်တနင်္ဂနွေလုံးအတိုင်းတာနဲ့ငလင်တပ်ကိုခန်းစားခဲ့ကြပြီးမန္တလေးအောင်ပန်းစကိုင်းကီနီအမြက်လန်းနေရာတွေမှာတိုက်တွေပြူကြတာတွေလမ်းတွေပျက်စီးတာတွေတံတားတွေပြူကြတာတွေနဲ့လူထိခိုက်ဒေဆုံးမှုတွေဖြစ်ခဲ့ရပါတယ်ရန်ကုန်မြို့မှာတော့ငလင်ပေးတံအတွက်အစင်းစင်းတုံ့ပြန်မှုအရေးပေါ်တက်လှန့်ထားပြီးနောက်ဆက်တွဲငလင်လောက်ခတ်မှုကိုလည်းဒေသခံတွေစိတ်ပူနေကြတယ်လို့အင်းစိန်မြို့နယ်ကမိသက်တပ်ဖွဲ့ဝင်တအုပ်ကပြောပါရယ် ရန်ကုန်မှာငလင်တန်းကြောင့်ပျက်စီးဆုံးရှုံးမှုမများပေမယ့်အခြေခံလူဒန်းစားတွေနေထိုင်တဲ့ရက်ကွက်တချို့မှာတော့နေအိမ်တွေဟာပုံမှန်ထက်အနည်းငယ်ရွေးဆောင်တာမျိုးတွေဖြစ်ခဲ့တယ်လို့သိရပါတယ်ရှင်။ TV ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြတာပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။